ရည်စားဟောင်းကြောင့်ခန်းစားခဲ့ရသမျှမနှင်းနဲ့တွေ့မှအချစ်စစ်အချစ်မှန်ကိုတွေ့ရှိသွားခဲ့တဲ့ကောင်းစစ်မင်းအားလုံးပဲမင်္ဂလာပေါင်းဗမိစနောင်းကနေကျေးဇူးလိုက်ပါတယ် ကောင်းဆင်မင်းက transman တယောက်ဖြစ်နာမည်ကြီးခဲ့သူဖြစ်ပြီးသူတို့ရဲ့ဆုံးတွဲက LGBT ရေးဓာတ်ရမှာအားကျစရာဖြစ်ခဲ့ပါတယ်။ယောက်ျားလေးတယောက်လိုဖြုတ်ပြင်ခွဲစိတ်ထားတဲ့အပြင်အပြောဆိုအမှုရာအတန်တွေကလည်းယောက်ျားလေးတယောက်လိုဖြစ်နေတာပါ။လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကဆိုရင် LGBT ကောင်းဆင်မင်းကသူ့ရဲ့မိန်းကလေးနဲ့အတူတိုက်ခန်းလေးဝင်နိုင်ခဲ့ပြီး LGBT ဆုံးတွဲတွေကြားမှာစံပြဖြစ်ခဲ့တာပါ။မြန်မာနိုင်ငံက LGBT ဇုံတွဲတွေမှာတရားဝင်လက်ထပ်ပြီးမင်္ဂလာဆောင်တာလဲရှားပါတာကြောင့်ကောင်းစင်မင်းတို့ကလက်ထပ်ဖို့အထိပါငွေတွေစုခဲ့ပါတယ်။တိုက်ခန်းဝ နိုင်ခဲ့တာကိုလည်းမွေးရစင်ရောင်းဝယ်လောက်တာကြောင့်ဝန်နိုင်တာဆိုပြီးတန်တရားဝင်ခံခဲ့ရကောင်းနှစ်ယောက်သားစုဆောင်မှုကြောင့်ဝန်နိုင်ခဲ့ကြောင်းရှင်းပြခဲ့ရပါသေးတယ်။ LGBT ဇုံတွဲတွေကိုအချိန်တိုင်ပြတ်မှာပဲလို့ထင်နေကြတဲ့အချိန်မှာကောင်းစင်မင်းကတော့နှစ်ယောက်သားငွေတွေစုပြီးတိုက်ခန်းဝယ်ကသူတို့ရဲ့အချစ်ကိုတတ်သိပြခဲ့ပူပါတယ်။ LGBT စုံတွဲတွေထဲမှာကောင်းစင်မင်းတို့အတွေ့လေးကတော့အားကျစရာဖြစ်ခဲ့ပြီးအခြားသော LGBT တွေကတော့သူတို့ကိုကြည့်ပြီးအမငယ်ကြတော့ပါဘူးကောင်းစင်မင်းကသူ့ရဲ့ရည်စားဟောင်းနဲ့ကလေးလေးတယောက်မွေးဖွားဖို့ပါစ조사ခဲ့တဲ့အထိသူတို့အတွေ့ကစံချိန်တင်လောက်အောင်ကိုချစ်ခဲ့တာပါလူသိရှင်ကြားတွေ့ရလဲဖြစ်တယ်လို့သူ့ရဲ့မျက်လုံးတွေမှာအချစ်ရိတ်တွေကလည်းပြည့်နေလို့ဘယ်တော့မှမပြတ်လောက်ဘူးလို့ထင်ခဲ့ကြပါသေးတယ် ဒါပေမဲ့အဲ့ဒီအချက်ကကောင်းစင်မင်းအတွက်တော့မစစ်မှန်ခဲ့ပဲမနင်းရဲ့အတွေ့မှာသူ့ဘဝကလမ်းဆန်းလာရတယ်လို့ဆိုပါတယ် Facebook ဆက်လီမနင်းကယခုနှစ်တည်းအတော့အတွေ့မှာနာမည်ကြီးလာခဲ့သူဖြစ်ပြီးခုဆိုရင်တော့ကြောင်ညာရီကိုလက်မလက်အောင်ရိုက်ကူးနေရပါပြီအခြေခံခေခဲ့တဲ့မနင်းကကောင်းစင်မင်းရဲ့ချစ်သူတွေဖြစ်သွားခဲ့ကြပြီးအရှိမလဲသူတို့အတွေ့ကအားကျစရာဖြစ်နေပြန်ပါတယ် မနေ့နဲ့ကောင်းစင်မင်းကိုမကြာခဏတွေ့ပြီးတွေ့ရတဲ့လုံးဗီဒီယိုလေးကိုလည်းတူတူရိုက်ကူးလေးရှိတာပေါ့မနေ့နားမှာအများအားရှိနေတဲ့ကောင်းစင်မင်းကချစ်တွေဖြစ်နေတာမကြသေးပါဘူးမနေ့ကကောင်းစင်မင်းလဲကြနေတဲ့အချိန်မှာဖိမပေးခဲ့တဲ့လက်ထောင်ဖြစ်ပြီးဥယျာဉ်မှုကောင်းတာကြောင့်ပြန်လဲလန်းဆန်းလာရတယ်လို့ဆိုပါတယ်အပြောင်းလဲမြန်တဲ့ကောင်းစင်မင်းကိုတော့အလုံးကအော်နေကြပြီးမနေ့နဲ့တရားဝင်နေတာကိုချက်ပြလိုက်တာပေါ့ ကောင်းစင်မင်းရဲ့24နှစ်ပြည့်မွေးနေ့မှာတော့မန်းနင်းနဲ့အတူမွေးနေ့ပွဲကိုကျင်းပခဲ့ပြီးတော့မန်းနင်းကသူ့ဘဝကိုလက်ဆန်းလောင်လုပ်ပေးခဲ့သူဖြစ်တယ်လို့ပြောလိုက်ပါတယ်။အခြေရေးကမကောင်းခဲ့တဲ့မန်းနင်းကလည်းကောင်းစင်မင်းနဲ့အတွေ့အကြုံပျော်ရွှင်လာရပြီးလူအများရဲ့ဝေဖန်မှုတွေကိုဂရုမစိုက်ဖဲအလုံးကိုအသိပေးလိုက်တာပေါ့။ရီဆောင်နဲ့တွဲစင်ကရီမန်းချက်တွေကြီးမားခဲ့ပေမဲ့လည်းမန်းနင်းနဲ့အတွေ့အကြုံပျော်ရွှင်မှုအစစ်မှန်ကိုခံစားရတယ်လို့ဆိုပါတယ်။ မနှင်းကသူ့တမိုးထားပြီးချစ်မြတ်တို့ရသူဖြစ်တာကြောင့်ရေဆန်းရှိသလောက်ချစ်သွားဖို့ဆုံးဖြတ်ထားတာပေါ့။ကောင်းဆင်မင်းကရေဆောင်းတုံးကလည်းရန်ချစ်ပြခဲ့ပြီးလမ်းခွဲသွားခဲ့တဲ့လုံမနှင်းနဲ့တွေ့ချိန်မှာလည်းမနှင်းအချောင်းကိုပဲအမွန့်တင်နေတဲ့သူပေါ့။မနှင်းကလက်ရှိမှာတော့လူသိများနေသူဖြစ်တဲ့လုံဝင်ငွေကောင်းသူလည်းဖြစ်တဲ့အပြင်နားလေပေးနိုင်တဲ့မမဖြစ်နေတဲ့သူပေါ့။မနှင်းကြောင့်ပိုလိမ်မာလာတဲ့သူ့ဘဝလေးကိုတံပိုးထားပြီးအများအားချစ်သွားမယ်လို့ဂရုတည်းပေးနေတာကြောင့်သူ့စကားကတည်နိုင်ပါမလားဆိုတော့ကိုလည်းစောင့်ကြည့်နေကြပါတယ်။ကောင်းဆင်မင်းကိုကြည့်ပြီးတော့အခြားသော LGBT ဇုံတွဲတွေက အားကျခဲ့ပေမဲ့အခုတော့ LGBT ဇုံတွဲတွေကြမှာအခြေစိတ်ရရှိသေးရလားဆိုပြီးတန်တရားတွေဖြစ်နေကြပါတယ်။မနှင်းနဲ့ကောင်းစင်မင်းတို့ဇုံတွဲကတကယ်ရောလိုက်ဖက်ရလားဆိုတာမြင်လင်းတွေကိုပြပြခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။